အင်အားပြင်းငလင်ကြောင့်ငလင်တန်ခမ်းဒေသတွေမှာမြေလွာအကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မလ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အားလွန်ပြင်းထန်တဲ့ငလင်ကြီးကြောင့်ပျော်ဝဲသားစီရမဲသိန်းစားတဲ့ဒေသတွေမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့အဆိုပါနေရာတွေမှာမြေပြင်ကွင်းစင်းကောက်ယူနေတဲ့ TSBM The Spirit of Brotherhood Mission အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။အကွင်းအကြောင်းကြီးတွေဟာရှေ့လျားပါတယ်။ကြီးလိုက်သေးလိုက်ထင်ရှားလိုက်ပျောက်သွားလိုက်ပေါ့။ ကွဲနေတဲ့မြင်းလွာအကွဲကြောင်းအနက်ဟာတပိနှစ်ပိခန်းကနေပေ80ခန်းအထိငင်းကြံချီဆက်ယုံကွဲအနောက်တောင်ဘက်ကတင်ကျေးရွာမြောက်ဖက်လေကွင်းအတွင်းမှာတွေ့ရပါတယ်။သတိထားမိတာကပင်မအကွဲကြောင်းတွေဟာနှစ်ပိမှာအပြိုင်အကွဲကြောင်းငယ်တစ်ခုနှစ်ခုနဲ့အတူတောင်မြောက်ကွဲအပ်နေတာပါ။ဘေးဒိုက်ရွေလျားမှု strike slip motion ကြောင့်ဖြစ်ပေါ်ရလို့ယူဆရတဲ့ပင်မအကွဲကြောင်းဟာတိုက်တာအဆအိုးရေအောက်ကျမ်းပြင်ထန်းပင်မှာမကျန်ကွဲအပ်ထွက်စေပြီးတော့ အပြိုင်ဖြစ်ပေါ်နေတဲ့အကွဲကြောင်းငယ်အနည်းပေတရာ200တဝိုက်မှာဝေးဝိုက်လှူရှာမှုရှီယောဝေးပြောင်းဖြစ်တယ်လို့ယူဆရတဲ့ S ပုံစံပုံပြက်မြင်အနေထားတွေတွေ့ရပါတယ်။တချို့နေရာတွေမှာစူပါရှီယောဝေးပြောင်း double h shape ပုံပြန်ရွေးနေမှုတွေလည်းတွေ့ရပါတယ်လို့၎င်းဖွင့်မှာပါဝင်သူတဦးကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ပြော်ဝင်တဲ့တာစီမျိုးတွေမှာဖြတ်တန်းသွားတဲ့အကွဲအကြောင်းကြီးတွေစုံတဲ့နေရာတွေမှာထိခိုက်အပြည့်အစင်များပြားခဲ့တာကိုတွေ့ရတယ်လို့သိရပါဗျ။